ိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာတိုင်းအလှပကေးဖိုက်တာမလေးပင်ဟာတိုင်းကတော့သူနဲ့မြမဖိုက်တာကြော်စွာဝင်းတို့ ပထမဆုံးအကြိမ်စတင်စုံစည်းခွင့်ရတဲ့အခိုက်အတန့်လေးကို အမှတ်တရတစ်ခုဖြစ်ပို့စီသားလွှင့်နေလိုက်ဖြစ်ပါတယ်ခင်ဗျာကြော်စွာဝင်းနဲ့သူနဲ့ဆုံတွေ့ခဲ့တဲ့အမှတ်တရအခိုက်အတန့်လေးကိုပင်ဟာတိုင်းကဗီဒီယိုရိုက်ကူးထားရည်အများကြီးရှိပါတယ်အဲ့ဒီထဲကသူနှစ်ယောက်စကားပြောဆိုခြင်းနဲ့သူစနောက်လိုက်ချိန်မှာ ျော်စွာဝင်းချက်သွားတာလေးကို notes ထုတ်ပြီးတော့ပင်ဟာတိုင်က post ရေးသားလွှင့်နေခဲ့တာဖြစ်ပါတယ်ဒီထဲမှာပင်ဟာတိုင်ရဲ့ဝန်ခံစကားတွေကိုလည်းကြားသိခဲ့ရပါတယ်ခင်ဗျပထမဆုံးစတွေ့တုန်းကတော့နည်းနည်းချက်သွားတယ်ဒါပေမဲ့အနာဂတ်မှာငါတို့ပိုရင်းနှီးလာမယ်ဆိုရင်ငါတို့ချက်တာရော့သွားလိမ့်မယ်ဆိုပြီးတော့ပင်ဟာတိုင်က အိစာသားလေးနဲ့ post ရေးသားလွှင့်နေထားတာဖြစ်ပါတယ်ခင်ဗျပင်ဟာတိုင်ဟာမြမစကားကိုလည်း တော်တော်များများလေ့လာထားတာတွေ့ရပါတယ်။ဒီ post ကလေးကိုတင်လိုက်တော့ပင်ဟာတိုင်ရဲ့အောက်မှာမြန်မာပြည်သက်တွေကဝင်မှန်းရတယ်ပေါ့လေ။အဲ့ဒီအချိန်မှာပင်ဟာတိုင်က comment ထဲမှာဘလို့ရေးလိုက်လဲဆိုတော့ကျွန်တော်တို့အသက်ရှင်ပြီးတော့ချက်တက်လို့ဖြစ်နိုင်ပါတယ်။အခုကစပြီးကျွန်တော်တို့တငယ်ချင်းကောင်းတွေဖြစ်သွားမယ်လို့ထင်ပါတယ်ဆိုပြီးတော့ပြန်ရေးသားရှင်းလင်းထားပါတယ်ခင်ဗျ။ပင်ဟာတိုင်ဟာမြမရွရလက်ခမောက်ဗီဒီယိုဖိုင်လေးကို Facebook respond တွေ့နေလိုက်ပြီးကြတဲ့ကမြန်မာပြည်သက်တွေရဲ့အပိတ်မှုရရှိခဲ့တယ်မြန်မာပြည်သက် follower အများအပြားသူမစီကိုရောက်သွားခဲ့တယ်အဲ့နောက် Fedex ရှင်ကိုသူအလဲလာတယ်ကြော်စော်ဝင်းနဲ့အတူရှင်တွဲပြီးတော့ရိုးရလက္ခဏာခံရေးပြတယ် Y2K နဲ့ရှင်တွဲပြီးတော့ရိုးရလက္ခဏာခံရေးပြတယ်နောက်၄ရောက်တွဲပေါ့လေသူရဲ့ကြော်စော်ဝင်းရဲ့နာခော့ရဲ့ Y2K ရဲ့တွဲဖက်ပြီးတော့ရိုးရလက္ခဏာပြတယ်အဲ့တော့ ဲ့ဗီဒီယိုပါနေလွတ်နေတဲ့ချိန်မှာလည်းဒီမှာပရိသတ်အများအပြားပင်ဟာတိုင်းစီကိုရောက်ရှိသွားခဲ့တယ်။နောက်ထပ်ဓမ္မုံဖိုင်လေးတစ်ခုကတော့သူကကင်ရိုးရဝတ်ဆောင်လေးဝတ်ထားတယ်။ကျော်တော်မင်းကဘေးမှာထိုင်နေတဲ့အလူရှင်တွေဓမ္မုံလေးပေါ့လေ။အဲ့ဓမ္မုံလေးကလည်းပရိသတ်တွေကြားမှာရေပန်းစားသွားတယ်ခင်ဗျ။ပြီးတော့သူကကင်ရိုးရဝတ်ဆောင်လေးဝတ်ပြီးတော့ကျော်တော်ဝင်းကို နှစ်ယောက်ရှင်တွေ့ပြီးစကားပြောချိန်မှာစနောင်နေတဲ့ဗီဒီယိုဖိုင်လေးကလည်းပြိသက်တွေကမှပြန့်နှံ့ရောက်ရှိသွားပြီးရဲ့နောက်သူကအခုလိုရေးသားဖော်ပြလာခဲ့တာဖြစ်ပါတယ်။သူရေးသားတဲ့စာသားလေးကိုထပ်ပြီးနောက်တစ်ချိန်ပြောပြပေးရစေ။ပထမဆုံးစတွေ့တုန်းကတော့နည်းနည်းရှက်သွားတယ်။ဒါပေမဲ့အနာဂတ်မှာငါတို့ပိုရင်းနှီးလာမယ်ဆိုရင်ငါတို့ရှက်တာတွေရောသွားလိမ့်မယ်ဆိုတာကတော့ပင်ဟာတိုင်ပြောထားတဲ့စကားတွေပါပဲခင်ဗျာ။ကဲကျော်ကြီးကတော့ပင်ဟာတိုင်ရဲ့အပိတ်မှုကရရှိလို့နေပါပြီ။ဒီကြောင်းလေးကို ပြည့်သက်နေသိရှိရအောင်တင်ဆက်ပေးပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာယေရှုအားပေးတဲ့ပြည့်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ